မြန်မာဝတ္ထုတို့ရာပြည့်ပွဲကိုပန်မြန်မာကကျင်းပသွားဖို့စီစဉ်နေပါတယ်ဥစီသူစေရသတင်းပေးပို့ထားပါတယ်ရှင်ဆရာကြီးရှူတော်ရေးတဲ့မောင်သိန်းတင်မသိန်းရှင်ဆိုတဲ့ဝတ္ထုတို့ကိုဖော်ပြခဲ့တဲ့1919ခုနှစ်ကနေစရည်တွက်မှဆိုရင်မြန်မာဝတ္ထုတို့ရဲ့တတဟာလာမယ့်နှစ်မှာနှစ်တရာပြည့်ပြီဖြစ်ပါတယ်ဒါကြောင့်ပဲပန်မြန်မာဖွဲ့အနေနဲ့ရာပြည့်အကြိုကာလအဖြစ်စတင်ပါလာကစတင်ပြီးရာပြည့်နှစ်2019ခုနှစ်အထိမြန်မာဝတ္ထုတို့ရာပြည့်ပွဲကိုကျင်းပဖို့စီစဉ်နေရဖြစ်ပါတယ် ျွန်တော်တို့ယတ္တစာပေနဲ့ပတ်သက်တဲ့ကိစ္စတွေလှုပ်ဆောင်ကြဖြစ်တယ်ဒါလည်းတာဝန်ယူပြီးလှုပ်ဆောင်တဲ့လေလို့ကျွန်တော်တို့ဒီဒါရိုက်တာဘုတ်ဖွဲ့ဝင်တွေကအဖွဲ့ဝင်တွေကနေပြီးတော့ပြင်ပဆွေးနွေးလာတဲ့အခါမှာဒါကျွန်တော်တို့လုပ်မယ်လို့တဲ့ဘုတ်ဖွဲ့ဆုံးဖြတ်ပြီးတော့ဒီလုံမောက်ကိုကျွန်တော်စလုပ်နေတာဖြစ်ပါတယ်ဒါပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါဟိုပြည်သူလူစပတ်တွေမျိုးအတိပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ဒီမြန်မာဝတ္ထုတို့ရာပြည့်ပွဲကိုပန်မြန်မာရဲ့လှူရှားမှုတွေဖြစ်တဲ့ယတ္တအဆုံးစံယတ္တညနေခင်းစာပေပညာရေးဆိုင်ရာဆွေးနွေးပွဲတွေနဲ့တွဲဖက်ကျင်းပသွားမှာဖြစ်ပါတယ် ဒါပင်ပန်မြမအဖွဲ့ဝင်စာရေးဆရာတွေရဲ့ပထမဆုံးဖော်ပြခံခဲ့ရတဲ့ဝိတုလူတွေကိုလည်းစုပေါင်းထုတ်ဝေတော်မူရှိပါတယ်။ဟန်နေရမတူဘူးဗျ။ခစ်တရလည်းကိုရတော့ဟော။အဲ့တော့တေချာဘောဒီဝိတုလူဟာအရာသာစုံမယ်ဗျ။အရာသာစုံ။အဲ့ဒီဝိတုတိုတွေစူပေါင်းထုတ်ဝေထားတဲ့စာအုပ်ကတော့စာဖတ်သူတွေလက်လန်းမီနိုင်တဲ့ဈေးနှုန်းနဲ့ရောင်းချတော့မှဖြစ်ပြီးဝိတုတိုအပုတ်ရေပေါင်းရာနဲ့ချီရဲ့အထိပါဝင်နိုင်တယ်လို့ပန်မြမအဖွဲ့ကခန့်မှန်းထားပါတယ်။မြမဝိတုတိုတက်တန်းနေနဲ့ နှစ်တရာတိုင်ခဲ့ပြီဖြစ်ပေမဲ့အခုခါမှာအည်သွေးကောင်းမွန်တဲ့ဝိတုတိုတွေထွက်ရှိမှုအနေနဲ့နှဲပါလာပြီးစာမူကအနေနဲ့လည်းတပုတ်ကို1000ကနေ2000ဝန်းကျင်ထိပဲရရှိနေတာဖြစ်ပါတယ်ကျွန်တော်စီသူစရပါ